ကောင်းပြီနောက်တစ်စုံဖြစ်တဲ့နတ္ထိပစ္စယောတို့ဝိကတပစ္စယောတို့ဆိုတာကအနန္တရပစ္စယောတမနန္တရပစ္စယောတို့ကရှင်းထားတဲ့အတိုင်းပဲသဘောပေါက်ရမှာက လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ဟာတစိတ်ချင်းသာဖြစ်တယ်နှစ်စိတ်ပြူးပြီးတော့မဖြစ်ဘူးတဲ့စိတ်ဟာဘယ်တော့မှနှစ်ခု ပြူးပြီးတော့မဖြစ်ဘူးတဲ့ပြူးဖြစ်တဲ့အခါမှာစိတ်နဲ့စိတ်တဲ့တိတ်ဟာအုပ်စုလိုက်ဖြစ်တယ်အဲ့တော့ ပထမအုပ်စုလေးဖြစ်နေတဲ့အချိန်မှာဒုတိယအုပ်စုကဖြစ်ခွင့်မရှိဘူး။ဆိုပါစို့။ပင်စတော်တော်ဝေဇန်းစိတ်ဖြစ်နေတဲ့အချိန်လေးမှာသက္ကုဝိညာဉ်စိတ်မဖြစ်နိုင်ဘူး။ပင်စတော်တော်ဝေဇန်းစိတ်ချုပ်သွားပြီးမရှိတော့ဘူးဆိုမှသက္ကုဝိညာဉ်စိတ်ဖြစ်တာ။သက္ကုဝိညာဉ်စိတ်ကလေးချုပ်သွားပြီးဆိုတော့မှတံပရိဆိုင်ဖြစ်မှာ။တံပရိဆိုင်စိတ်ချုပ်သွားပြီးဆိုမှတန်တေရဏစိတ်ဖြစ်မှာ။အဲ့ဒါလို့ ချုပ်သွားပြီးတဲ့နောက်မရှိတော့မှ ဖြစ်တာကိုနတ္ထိပစ္စည်းလို့ခေါ်တယ်။အဲဒီလိုချုပ်သွားတာဟာလုံးဝကင်းပြီးတော့ပြတ်ဆဲသွားတာဖြစ်သောကြောင့်ဝိကတလို့ခေါ်တယ်တဲ့။ဒါကြောင့်မို့အနန္တရသမဏန္တရနတ္ထိဝိကတဆိုတာဒါတွေကအတိပ္ပယ်တူတူပါပဲတဲ့။အနန္တရနိရုဒ္ဓစိတ်တဆေရတိကဓမ္မာ ပတုပ္ပန္နနံစိတ်ဓာစိရတိကနံဓမ္မနံနတ္ထိပစ္စေနပစ္စယောတဲ့ချုပ်သွားတဲ့ရှေ့စိတ်ကလေးဟာနောက်စိတ်ဖြစ်ဖို့တဲ့အခွင့်အလမ်းနေပေးခဲ့တာပါတဲ့သူ့ဘာသူမဆိုင်မစီမဆိုင်ချုပ်သွားတာမဟုတ်ပါဘူးသူကတတိကလေးပေးထားခဲ့တာနောက်စိတ်ကို အခွင့်ကလေးပေးထားခဲ့တယ်အခွင့်အရေးတစ်ခုပေးထားခဲ့တယ်ပေါ့အဲ့ဒီအခွင့်အရေးပေးတာဒီပင်နဲ့သူ့ရဲ့ဂျေဆုပြုတာပေါ့ လူတွေကတယောက်တယောက်ကိုအခွင့်ရေးပေးရင်ကျေးဇူးပြုတယ်လို့ခေါ်တယ်မို့လားအေးအဲ့ဒါလည်းပဲရှစ်စိတ်ကလေးကသူချုပ်သွားတာချုပ်သွားတဲ့အခါမှာအခွင့်ရေးလေးပေးလိုက်တယ်နောက်စိတ်ပေါ်ဖို့အတွက်အဲ့ဒါဒီပဲလေနောက်စိတ်ကဒီအခွင့်ရေးကိုသူရလိုက်တာဖြစ်တယ်တဲ့အဲ့ဒါကြောင့်နတ္ထိပစ္စယောကျေးဇူးပြုတယ်လို့ဒီလိုပြောတာပါတဲ့ဝိကတပစ္စယောကျေးဇူးပြုတယ်လို့ပြောတာပါတဲ့အဲ့တော့အလုံးခြုံလိုက်တဲ့အခါကျတော့ ပထမ24ပစ္စည်းရဲ့အတိတ်ပဲဟာအလုံးပြီးပြီးဆုံးဆုံးပြီးသွားပြီပထမ24ပစ္စည်းဟာအခုလောက်ပြောလိုက်လို့ရှိရင်တော့ apply လုပ်တဲ့နီးနဲ့ပထမ24ပစ္စည်းရဲ့အကြောင်းနေရာတွေကိုအကျဉ်းအားဖြင့်မိမိတို့ရဲ့လက်တိဘဝမှာဒီလိုရှိနေတာပါလားလို့ဆိုတာပထမနဲ့ပတ်သက်ပြီးတော့သဘောပေါက်သွားပြီ အဲ့တော့ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဟောဆရာနှစ်ရက်ကျန်နေသေးတယ်အဲ့ဒီနှစ်ရက်ကျန်တာကိုတော့ပဋိစ္စသမုပ္ပါဒ်ထဲမှာပဋ္ဌာန်းဤနဲ့ချင်းကပ်ပြီးတော့ဘလို့နားလည်ရမလဲဆိုတာကိုဆက်ဟောလိုက်ပါမယ်ဒီနေ့တော့အဲ့ဒီနတ္ထိတို့ဝိကတတို့ကိုတော့ထပ်ပြီးတော့မချဲ့တော့ပါဘူးအဝိကတနဲ့အဋ္ဌိနဲ့တူသည့်အတွက်ကြောင့်မချဲ့တော့ဘူးဒါကြောင့်မို့ဒီကနေ့ဟောလိုက်တာအဋ္ဌိပစ္စည်းလည်းပြီးသွားပြီး နတ္ထိပစ္စည်းလည်းပြီးသွားပြီဝိကတပစ္စည်းလည်းပြီးသွားပြီအဝိကတပစ္စည်းလည်းပြီးသွားပြီပြီးသွားသည့်အတွက်ကြောင့်24ပစ္စည်းလုံးပြီးသွားပြီလို့မှတ်ကြပါနော်အေးဒါကြောင့်တရားချက်ခင်သီရောဇဉ်ပြိဿတို့ဘုရားမြတ်စွာရဲ့ဒေသနာဟာအကြောင်းတရားအကျိုးတရားတွေနဲ့ဆက်ဆက်ပြီးတော့ဟောရဟာအဓိကဖြစ်ပါအဲ့ဒီအကြောင်းတရားအကျိုးတရားကိုမှန်မှန်ကန်ကန်နားလည်မှသာလျှင် လောကမှာအယူဝါဒကွဲပြားခြင်းဆိုတဲ့အယူဝါဒမှားယွင်းခြင်းဆိုတာတွေကလွန်မြောက်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီအကြောင်းတရားအကျိုးတရားကိုနားလည်လို့ရှိရင်ကင်ခာဝိတရဏတန်တန်တရားတွေအလုံးကိုကြော်လွှားနိုင်တာဖြစ်ပါတယ်။အကြောင်းအကျိုးကိုနားမလည်ဘူးဆိုလို့ရှိရင်တန်တရားတွေမိမိတို့ရဲ့ယဉ်ထဲမှာကိန်းနေဥမှာဖြစ်တယ်။အကြောင်းတရားအကျိုးတရားအစစ်မှန်ကိုတေချာနားလည်သဘောပေါက်ပြီဆိုရင်တန်တရားကင်းစင်သွားလို့ စင်ကြယ်မှုဆိုတာရတယ်အဲ့ဒါကိုပဲကင်ခာဝိတရဏဝိတုဒ္ဓိလို့ဒီလိုပြောတာเนาะအေးဒါကြောင့်မို့အကြောင်းတရားအကျိုးတရားအစစ်မှန်တွေကိုနားလည်သဘောပေါက်ခြင်းဖြင့်ယုံမတန်တရားတွေကိုဖယ်ရှားလို့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်ရှိလို့နောက်ဆုံးမှာအကြောင်းတရားအကျိုးတရားတွေကိုဖယ်ရှားပြစ်နိုင်လိုက်တဲ့အတွက်ကြောင့်အကြောင်းပြတ်လို့အကျိုးရသွားတဲ့နိဗ္ဗာန်ဆိုတဲ့အငိမ့်တက်ကိုကိုယ်စီကိုယ်ငှား မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း